င်္ဂလာပါအခုကတော့အင်္ဂလိပ်စာတိုက်ပင်ကို software နဲ့လေ့ကျင့်နေရရှင်းပြပြမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီ software download ဆက်ဖို့အတွက်ကျွန်တော်ဒီ Google Chrome ပေါ့နော် Google Chrome ဝင်လိုက်ပါโอเค Google Chrome ဝင်ပြီးသားပြီဆိုရင်ကျွန်တော်ဒီအပွဲ share ပေါ့နော် share မှာ R A P I N D ပေါ့နော် rapid D Y P I N G ပေါ့နော် rapid typing လို့ရိုက်ထည့်လိုက်ပါပြီးသားရင် enter နှိပ်လိုက်ပါ လက်နှိပ်လိုက်တော့ဒီမှာ rapid typing tutor ဆိုတာလေးရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်ပါ okay အဲ့တော့ကျွန်တော်အရင်ဆုံးစောက်ွဲထောင်းလောက်ဆက်မှာပေါ့နော်ထောင်းလောက်ဆက်မယ်ဆိုရင်ကျွန်တော်ဒီဘက်မှာ download rapid typing ဆိုပြီးတော့ရှိပါတယ်အဲ့တော့ဒီ download ကကျွန်တော်ဒီနားလေးမှာမရှိဘူးဆိုရင်လည်းကျွန်တော်ဒီတခြားနေရာလေးမှာကျွန်တော် share ကြည့်လိုက်နော်အော်ပြီးတော့ကျွန်တော်အခုကတော့ကျွန်တော်ဒီညာလေးမှာ download rapid typing ဆိုရှိတဲ့အတွက်ကျွန်တော်ဒါလေးကို click တစ်ချက်နှိပ်လိုက်မယ်။ Okay နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်အောက်ကနည်းနည်းဆင်းမယ်နော်။ ဟုတ်ကဲ့ကြောင့်ဒီမှာ download rapid typing ဆိုပြီးတော့ဒီ 64bit ရဲ့ 32bit ရဲ့နှစ်ခုရှိရပါတော့။ဒီကွန်ပျူတာရဲ့ကြောင့်ဒီအခုနောက်ပိုင်းနေဆိုရင်တော့ဒါ 64bit ကများတယ်ပေါ့နော်။အဲဒါကြောင့်ဒီမှာတော့ download rapid typing 64bit ပေါ့နော်။ 64bit ကိုပဲ download ဆဲလိုက်မယ်။ โอเคအဲ့တော့ download clip တစ်ချက်နှိပ်လိုက်တာနဲ့တော့ဒီနားလေးမှာကျွန်တော်ဒီညားလေး outside နေပါဦးနော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်ဆိုကျွန်တော်ဒီမှာ rapid typing ဆိုပြီးတော့ download ဆိုနေအဲ့တော့ file size ကလည်းဒါ15 MB ဝန်းကျင်ပဲရှိတာဆိုတော့ဒါ download ကကျွန်တော်ခဏလေးနဲ့ပြည့်သွားပြီပေါ့နော်ဟောပြီးတော့ download ပြည့်သွားပြီဆိုရင်ကျွန်တော်ဒီအဲ့ကျွန်တော် Google Chrome ပေါ့နော် Google Chrome ပေးလိုက်လို့ရပြီ โอเคပြည့်ပြီသားပြီဆိုရင်ကျွန်တော်ဒီကွန်ပျူတာမှာ download ဆက်လိုက်ပြီဆိုရင်ဘယ်လိုရောက်သွားလဲဆိုတော့ကျွန်တော်ဒီ this pc ပေါ့နော် this pc ထဲကကျွန်တော်ဒီ download ပေါ့နော် download လည်းရောက်ပါတယ်အဲ့ဒီမှာမှကျွန်တော်အပေါ်ဆုံးက rapid typing ဆိုတဲ့ဟာလေးပေါ့နော်အခု download ထားဖြစ်တဲ့တက်သူကအပေါ်ဆုံးမှရှိရပေါ့နော်ဟောပြီးတော့ကျွန်တော်ဒီရဲ့ rapid typing status ဆိုတာလေးကို click တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသားကျွန်တော် right click ပေါ့နော် right click run as administrator ပေါ့နော်ဒါလေးတစ်ချက်နှိပ်မယ်အဲ့တော့ဒီနေရာမှာ yes no မေးတယ်ဆိုရင် yes ကိုရွေးပြလိုက်ပါဒါပြင်ကျွန်တော်ဒါလေးခဏစောင့်ပြီးပါနော် အော်ဒီတိုင်းပေါ်လာပြီစင်ကျွန်တော်ဒီရဲ့ next ကိုတစ်ချက်နေမယ်အဲဒီတိုင်းကိုမယ်ဒါကိုပဲကျွန်တော်ဒီ i agree ပေါ့နော် i agree တစ်ချက်နေမယ်ဒီမှာလည်းကျွန်တော်ဘာမှပြင်စရာမလိုဘူးကျွန်တော်ဒီရဲ့ next ကိုတစ်ချက်ထပ်နေမယ်ဒီမှာကကျွန်တော်ဒီ desktop ပေါ်မှာ icon ပေါ့နော် icon တင်မယ်ဆိုရင်တော့အမှန်ချစ်ထားမယ် icon မတင်အောင်ဆိုတော့ကျွန်တော်ဒါလေးတွေကိုအမှန်ချစ်ဖြုတ်ထားလိုက်ပါနော်အဲ့တော့ဒီမှာကတော့ကျွန်တော်အမှန်ချစ်ထားလိုက်မယ်ပေါ့နော်ပြီးသွားရင် install တင်လိုက်မယ်ဒါဒီ file size သေးတဲ့အတွက် software တွေက install လုပ်ရတာလည်းမြန်တယ်ပေါ့နော် ောက်ပြီးတော့ကျွန်တော်ဒီမှာက run rapid typing ဆိုတာကကျွန်တော်ဒီ finish ကိုနှိပ်လိုက်တာနဲ့သူက run တက်ပြီးတော့ software run တော့မှာပေါ့နော်အဲ့တော့ဒါလေးကိုတော့ပိတ်ထားလိုက်မယ်နော်ပြီးရင် finish ကိုတစ်ချက်နှိပ်လိုက်မယ် okay ပြီးသားပြီဆိုရင်ကျွန်တော်ဒါကိုပိတ်လိုက်မယ်ပိတ်လိုက်ပြီဆိုရင်ကျွန်တော်ဒီ create desktop ပေါ်မှာဒါအမှန်ချက်ဖွင့်ပြီးတော့ကျွန်တော်ဒီ install လုပ်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ desktop ပေါ်မှာဒါ rapid typing ဆိုပြီးတော့ဒါ software လေးရောက်နေပြီပေါ့နော်အဲ့တော့ software လေးရောက်နေဆိုကျွန်တော်ဒီ software အသုံးပြုမယ်ဆိုရင်ကျွန်တော်ဒါလေးကို debug လေးနှိပ်လိုက်ပါ တော့ software တွေအကြောင်းလေးအခုမှစဖွင့်မယ်ဆိုရင်တော့ကျွန်အချိန်လေးခဏစောင့်ပေးရတယ်နော်ဟုတ်ပြီတော့ကျွန်ဒီတိုင်းပွင့်လာပြီဆိုရင်ကျွန်ဒီရဲ့ okay တစ်ချက်နေလိုက်မယ်နော်နေပြီးသားပြီဆိုရင်ကျွန်ဒီရအောင် full screen ပေါ့နော် full screen ပြုလုပ်မှဖြစ်တဲ့အတွက်ကျွန်ဒီနားလေးက maximize ပေါ့နော်ဒီ၄လောင်းကွက်လေးပေါ့နော်ဒီ၄လောင်းလေးကိုတစ်ချက်နေလိုက်မယ်ဒါဆိုရင်ဒါ full screen ဖြစ်သွားပြီအဲ့တော့ဒီ software ကလေ့ကျင့်ရလွယ်တယ်ဘာလို့လဲဆိုတော့ ဒီ software စောင့်ခွင့်လိုက်တာနဲ့သူကဒီမှာဆိုရင် basic lesson 1ဆိုပြီးတော့ဒါတခါတည်းသူစာရိုက်လို့ရတဲ့ဟာလေးတန်ပြီးတော့ပြပေးထားရပါတော့။အဲ့ဒီမှာဆိုရင်သူပြထားတဲ့စလုံးလေးတွေကိုကျွန်တော်ဒီ keyboard ကနေရိုက်ရပါမယ်နော်။အဲ့တော့လက်ကွက်အနေထားကတော့ကျွန်တော်ဒီပုံမှန်အတိုင်းပဲပေါ့နော်။ပုံမှန်အတိုင်းပဲကျွန်တော်ဒီ keyboard ပေါ်မှာလက်ချောင်းလေးတင်လိုက်မယ်။အဲ့တော့လက်ချောင်းလေးကြာကျွန်တော်ဒီဘယ်ဘက်လက်ချောင်းဘယ်ဘက်လက်ညိုးပေါ့နော်။ဘယ်ဘက်လက်ညိုးကကျတော့ကျွန်တော်ဒီ keyboard ကကျွန်တော်ဒီ F key ပေါ့နော် F key ပေါ်မှာတင်မယ်။တခြားလက်ချောင်းလေးတွေကကျတော့သူကအစင်လိုက်လေးတင်သွားရုံပဲ။နော်ဒီဘက်ကကျတော့ D ရှိမယ်ပြီးရင် S ပြီးရင် A ရှိမယ်။ နော်ပြီးလက်မကကြတော့သူစပေးပါဘောပဲတင်ထားမယ်အဲပြီးရင်ကြောင့်ဒီညာဘက်လက်ညိုပေါ့နော်ညာဘက်လက်ညိုကကြောင့်ဒီ keyboard ကဂျေဆိုတဲ့စလုံးပေါ်မှာတင်မယ်ပြီးရင်တခြားလက်ချောင်းလေးတွေကတော့ကြာအစင်လိုက်ပဲတင်သွားမယ်အဲပြီးရင်ကြောင့်ဒီလက်မပေါ့နော်လက်မကြောင့်ဒီနှစ်ဖက်လုံးကတော့စပေးပါပေါ့ပါပဲတင်ထားတယ်ဒီစပေးပါကတော့ကိုအားတန်တဲ့ကြောင့်ဒီလက်နဲ့ရိုက်လို့ရတယ်ပေါ့နော် ။ဟုတ်ပြီတော့ကျွန်တော်ဒီမှာအယောင်လေးလေးပြထားတယ်။အယောင်လေးတွေကကျွန်တော်ဒီလက်တန်းဆိုရင်ဒီဘက်ကအယောင်လေးတွေဆိုရင်ဒါလက်တန်းကနေရရမယ်ဟာ။ပြီးအဝါဆိုရင်လည်းအဝါဒီလက်တကြွယ်ပေါ့နော်လက်တကြွယ်နဲ့ရရမယ်ဟာ။ကျွန်တော်အပြာဆိုရင်လည်းဒါလက်လက်ခလင်းနဲ့ရရမယ်ဟာ။ပြီးရင်ကျွန်တော်ဒီလက်ညိုးပေါ့နော်။လက်ညိုးကကျွန်တော်ကျွန်တော်ဒီဘက်ကဒီလိမ်မော်ယောင်လေးတွေပေါ့နော်။ပြီးရင်ကျွန်တော်ဒီညာဘက်လက်ညိုးကျတော့ဒီဘက်ကအစိမ်းနုယောင်လေးပေါ့နော်။ဒီမှာပြထားတဲ့အယောင်လေးအတိုင်းပဲကျွန်တော်ဒီလက်ကိုအပေါ်ရွှေအောက်ရွှေရရမှာပေါ့နော်။ အော်ဒီတိုက်ပင်လေ့ကျင့်တဲ့နေရာမှာတခုသိထားမှာပါလဲဆိုတော့ကျွန်တော်ဒီတိုက်ပင်ကိုစပြီးတော့လေ့ကျင့်တဲ့အချိန်မှာလက်ကွက်အနေထားမှန်ဖို့ပဲဦးစားပေးပါကျွန်တော်ဒီမြန်ဖို့ကကြတော့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ဒီစာရိုက်တာများတယ်ဆိုရင်စာရိုက်စာရိုက်တဲ့ကျွန်တော်ဒီအလေ့ကျင့်ပုံမူတည်ပြီးတော့ကျွန်တော်ဒီတိုက်ပင်နေရာကျွမ်းကျင်သွားမယ်တိုက်ပင်ရိုက်တာမြန်သွားမယ်ပေါ့နော်အော်ဒီကကျွန်တော်ဒီ beginner တွေအတွက်ကတိုက်ပင်လေ့ကျင့်မယ်ဆိုရင်ကျွန်တော်ဒီတိုက်ပင်ကိုကျွန်တော်ဒီလက်ကွက်အနေထားပေါ့နော်လက်ကွက်အနေထားမှန်အောင်မယ်ဆိုအသုံးပြုပါဆိုတော့ကျွန်တော်ဒီ လက်ကွက်အနေထားမဟုတ်ဘဲနဲ့ဆိုတော့ဒီအစာပိုင်းမှာကျွန်တော်ဒီလက်ကွက်အနေထားနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ဒီမြင်ရတဲ့ချိန်တော့ဒီကီးဘုတ်တွေကီးခလုတ်တွေပေါ့နော်ကီးခလုတ်တွေဒါအဆင်ပြေသွားရိုက်သွားမယ်ဆိုရင်တော့ဒီအစာပိုင်းမှာတော့မြန်တယ်လို့ထင်ရလိမ့်မယ်ဒါပေမဲ့တကယ်ပုံမှန် ကျွန်ဒီလက်ခွက်အမှန်နဲ့လေ့ကျင့်သွားသူသူနဲ့ဆိုရင်ဒါကကျွန်ဒီနောက်ပိုင်းမှာစာရိုက်တာမြန်သွားပြီကျွမ်းကျင်သွားပြီဆိုတော့ဒီလက်ခွက်အမှန်နဲ့အသုံးပြုတဲ့သူကစာရိုက်တာပို့ပြီးတော့မြန်ဆန်တယ်ပေါ့နော်ဒါကြောင့်ကျွန်ဒီအစာပိုင်းမှာတော့ကျွန်ဒီတိုင်ပင်ကနေ့ကျင်နေပါစေအဓိကကျွန်ဒီလက်ခွက်အနေထားလက်ခွက်အနေထားကိုပဲမှန်အောင်အသုံးပြုသွားပါ ဟုတ်ပြီတော့ကျွန်တော်ဒီမှာစင်ဒါလက်ခွက်ကိုပေါ့နော်လက်ခွက်လေးကျွန်တော်တင်လိုက်မယ်အဲ့တော့အပေါ်မှာပြထားတာ FGDK ပေါ့နော်အဲဒါလေးကျွန်တော်ရိုက်မယ် F ပေါ့နော် F ပြီးသွားရင်သွားဒီ spacebar တစ်ချက်နှိပ်မယ်ပြီးရင် G B spacebar တစ်ချက်နှိပ်မယ် D ပြီးရင် spacebar ပြီးရင် K အဲပြီးရင်ကျွန်တော် F spacebar ပေါ့နော်ပြီးရင် F ပေါ့နော်အဲ့တော့ spacebar ကတော့ဒါကိုအားသတ်နေလက်နဲ့ရိုက်လို့ရတယ်နော်ဘယ်ဘယ်ပဲဖြစ်ဖြစ်အညာဘယ်ပဲဖြစ်ဖြစ်ပေါ့နော် အဲဒီတိုင်ပင်လေ့ကျင့်မယ်ဆိုရင်တော့ဒါပုံမှန်ပေါ့နော်နေ့စဉ်ပုံမှန်လေ့ကျင့်သွားမှာအဲဒီနောက်ပိုင်းမှာဒါစာရိုက်တာကအလေးချက်ပုံမူတည်ပြီးတော့ချွန်းကျင်သွားနိုင်မှာပေါ့နော်အဲနောက်တစ်ခုအနေနဲ့ကတော့ဘာလဲဆိုတော့ကျွန်တော်ဒီတိုင်ပင်လေ့ကျင့်မယ်ဆိုရင်ကျွန်တော်ဒီတိုင်ပင် software ကိုပဲအမြဲတမ်းမသုံးနဲ့ဘာလို့တိုင်ပင် software ဆိုတာကလက်ကွက်မှန်ဖို့ပဲခဏအသုံးပြုတာပေါ့နော်ဉာဏ်ဆန်သွားဖို့ကြတော့ကျွန်တော်ဒီ Microsoft Office Word မှာပဲဖြစ်တခြားစာရိုက်လို့ရတဲ့ software မှာပဲဖြစ်အဲ့ဒီမှာကျွန်တော်ဒီပြင်ပကကျွန်တော်ဒီစာအုပ်တွေပေါ့နော်စာအုပ်တွေကြည့်ပြီးတော့ဒါလေ့ကျင့်သွားမယ်ဆိုရင်တော့တိုင်ပင်ကဒါအလေးချက်ပုံမူတည်ပြီးတော့ဒါမြန်သွားမှာပေါ့နော် ောက်ပြီးတော့ကျွန်တော်ဒီမှာက introduction ရဲ့ basic lesson ဝင်ပါတော့အဲ့ introduction part ကိုတစ်ချက်နေကြည့်မယ်အဲ့ဒီမှာ introduction ဒါလက်ရှိ introduction ပြီးတော့ beginner ရှိမယ် beginner ဆိုတော့ဒါ beginner ဆိုရင်ဒါသူကစလုံးတူတူလေးပေါ့နော် ff and gg အဲ sorry ကျွန်တော် f ကတစ်ချက်တော့တော့ ff gg အဲဒီလိုလေးပေါ့နော်ပြီးရင် space ပါ ff gg အဲဒီလိုလေးပေါ့နော် အဲ beginner ပြီးရင်ကျွန်တော်ဒီမှာ experience and တခုချင်းစီရွေးသွားလို့ရမှာပေါ့နော်ပြီးရင် advanced ပေါ့နော် advanced ဆိုရင်ဒါစလုံးလေးတွေများသွားမယ်အဲပြီးရင် testing testing ဆိုလည်းဒါစလုံးတွေများသွားမယ်စလုံးများသွားရင်ဆိုတော့ဒီ screen ပေါ်မှာ keyboard မပေါ်တော့ဘူးနော်အဲလိုလေးကျွန်တော်လေ့ကျင့်လို့ရတယ်အခုက introduction ကိုပြန်ရွေးအခုကကျတော့ဒါ basic မှာမှတော့ lesson 1ပေါ့နော်အဲပြီးရင်ကျွန်တော်ဒီမှာက အဒီ basic မှာမှာတော့ပြီး lesson 1ပြီး lesson 2 lesson 2ဆိုတခြားစလုံးတွေဖြစ်သွားမယ်အဲ့ဒီ basic ပေါ်မှာပဲကျွန်တော် mouse လေးတင်လိုက်မယ်နော် mouse လေးတင်လိုက်ပြီးဒီဘက်မှာကျွန်တော် lesson လေးပေါ်လာလိမ့်မယ်ပြီးရင် lesson 3ရဲ့တစ်ခုချင်းစီပေါ့နော်အဲ့ဒီမှာဆိုတာ shift key ဆိုတာ shift key ဆိုတာကကျွန်တော်ဒီ keyboard ကနေ shift နှိပ်ပြီးတွဲရိုက်တဲ့ key လို့ပြောတာနော်အဲ့ဒီမှာဆို lesson 1 lesson 1ဆိုတာ shift ကိုဖိပြီးတွဲရိုက်မယ်ဆိုတာစလုံးအကြီးတွေပေါ့ဗျာ ဒီပုံမှန်တိုင်းဆို app ကစလုံးအသေးပဲရမယ် keyboard က၈ကိုတွဲရမယ်ဆိုရင်ဒါ app ကဒီ capital letter ပေါ့နော်ဒီအင်္ဂလိပ်စာမှာဆိုရင် capital letter ရမယ်ပေါ့နော်အဲဒီလိုပဲကြောင်တစ်ခုချင်းစီလေ့ကျင့်ပါပေါ့နော်အဓိကကြောင်ဒီ typing လေ့ကျင့်မယ်ဆို typing software နဲ့ပဲဒါအရေးအချိန်ကုန်ခံမနေနဲ့ဒီလက်ွက် ဒီစာရိုက်တက်ပြီပေါ့နော်မြန်တာမြန်တာနေတာတဲ့ကြောင့်ဒီလက်ကွက်အနေထားတိုင်းစာရိုက်တက်ပြီဆိုရင်ပြင်ပကြောင့်ဒီအပြင်စာအုပ်တွေကြည့်ပြီးတော့ဒါစာရိုက်လို့ဆိုရတဲ့ software ပေါ့နော် Microsoft Office Word ပဲဖြစ်တခြား software ဖြစ်ပေါ့နော်အဲ့ဒီမှာဒါလေ့ကျင့်လို့ရတယ်ပေါ့နော်အခုမှစပြီးလေ့ကျင့်မယ်ဆိုရင်တော့ကျွန်တော်ဒီရဲ့ basic ပေါ့နော် basic ရဲ့ lesson 1အနေစပြီးတော့လေ့ကျင့်မှာဒါကတော့ကျွန်တော်ဒီအင်္ဂလိပ်စာကို typing software နဲ့လေ့ကျင့်တဲ့နေပေါ့နော်အကဲကျွန်တော်ဒီအင်္ဂလိပ်စာကို typing software မသုံးဘဲနဲ့လေ့ကျင့်ခြင်းနေဆိုရင်ကျွန်တော်ဒီအင်္ဂလိပ်စာ typing software မသုံးဘဲနဲ့လေ့ကျင့်နေဆိုပြီးတော့ကျွန်တော်ဒီသင်ခန်းစာပေါ့နော်သင်ခန်းစာကိုကျွန်တော်ဒီ channel ရဲ့ typing playlist မှာကျွန်တော်တင်ပေးထားပါတယ်။အနောက်ကကျွန်တော်ဒီမြန်မာစာပေါ့နော်မြန်မာစာတိုက်ပင်လေ့ကျင့်နေရောလဲတိုက်ပင် playlist ဆိုတဲ့ထဲမှာကျွန်တော်ဒီမြန်မာစာကို software တုံးပြီးလေ့ကျင့်နေရော software မတုံးမနဲ့လေ့ကျင့်နေသင်ခန်းစာကိုကျွန်တော်တင်ပေးထားပါတယ်။အဲ channel ဝင်ပြီးတော့ကျွန်တော်ဒီတိုက်ပင်ဆိုတဲ့ playlist ထဲမှာကျွန်တော်ဒီတိုက်ပင်တွေကိုဒါကိုကြိုက်တဲ့နေစလင်းနဲ့ဒါလေ့ကျင့်လေ့ကျင့်လို့ရပါတယ်နော်။လေ့ကျင့်ပြီးသားပြီဆိုတော့ကျွန်တော်ဒီရဲ့အမြောင်းနဲ့ပေးလိုက်မယ်နော်။ Okay ဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်။